မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကို KIA ဥဆောင်တဲ့တော်လိုင်းတပ်များကသိမ်းပိုက်ပြီးတဲ့နောက်မှာကစူးစခန်းနဲ့ရွှေညောင်ပင်ခလိုက်ရ3နှစ်တဲ့စခန်းတို့မှာစစ်ကောင်စီဘက်ကစစ်သားအလောင်း140ဝန်းကျင်ပြန့်ကျဲနေပြီးတော့အလောင်းကောင်းမဲ့သူတောင်မရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မေလ16ရက်နေ့မနက်9:00နာရီအချိန်ကစတင်ပြီးတော့ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဆက်ခန်းများအခြေစိုက်ထားတဲ့ဂဇူးတပတ်ဂါရယန်ရွှေညောင်ပင်ခလိုက်ရ3နှစ်တပ်ဆက်ခန်းဒိန်ကာလိုင်းဖောင်းဘင်းပူကောင်အောင်မြေ1အပါဝင်စစ်ကောင်စီတပ်ဆက်ခန်း10ခုထက်မနည်းကို KI နဲ့ PDF ပူပေါင်းတပ်များကကြပြိုင်တိုင်ထက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့မေလ16ရက်နေ့ညပိုင်းမှာစစ်ကောင်စီအင်အား200ခန့်ရှိတဲ့ဂဇူးစစ်ကောင်စီတပ်စခန်းကို၎င်းမေလ21ရက်နေ့ည7:00နာရီခွဲအချိန်မှာ ရွှေညောင်ပင်ကျေးရွာကခမရ317အခြေစိုက်စခန်းကို၎င်းဝါထောင်ပေါ်ရတမ438စခန်းနဲ့အောင်မြေ1အောင်မြေ2ခါရှိစခန်းတို့ကို၎င်းအတိအသီးတိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီဖြစ်တယ်လို့သိရပါဗျ။ဝိုင်းမော်မြို့နယ်ဂဇူးစခန်းနဲ့ရွှေညောင်ပင်ခမရ317အခြေစိုက်စခန်းမှာစစ်သားအလောင်း100ကျော်တယ်140လောက်ရှိတယ်။လာကောင်းမဲ့သူတော်မရှိဘူးလို့ KI ရဲ့သတင်းအကြီးမြစ်ကပြောဆိုထားပါဗျ။လက်တလုံးမှာဝိုင်းမော်မြို့နယ်မှာရဲစခန်းမျိုးဆောင်တက်ခလာရ58တရင်းနဲ့လီစုပြည်သူစစ်စခန်းသာကြန့်ရှိပြီး ဝိုင်းမော်မျိုးကပြည်သူများဟာလည်းတိုက်ပွဲများဖြစ်လာမှာကိုစိုးရိမ်ပြီးတော့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။မင်းညားကလည်းတညာလုံးမီးလုံးကြီးတွေတက်လာပြီးတော့တညာလုံးပောက်ကွဲမှုတွေဖြစ်နေတယ်။နောက်ဆုံးကြံတဲ့တက်ကလည်းမြို့ထဲမှာဆိုတော့အားလုံးကစစ်ဖြစ်မှာကိုစိုးရိမ်ပြီးတော့ထွက်ပြေးကြတယ်။ပိုင်းဆိုင်နာတွေကိုထုတ်ပို့ပြီးတော့ဒီနေ့မနက်အစောကြီးကတည်းကပြေးကြတာလို့စစ်ဘေးရှောင်ပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အီယမ်ဒီတိုင်းကာပေါင်းမြို့နယ်မှာပြည်သူများစီကနေပြီးတော့ငွေကြေးတွေကောက်ခံပြီးအကြမ်းဖက်စစ်ကောင်စီကိုထောက်ပံ့ပေးနေတဲ့ရဲဝန်နှန်းဟောင်းမြင့်သိန်းကိုပြစ်ခတ်တိုက်ခိုက်ရာတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မေလ19ရက်နေ့ည7:00နာရီကမှကာပေါင်းမြို့နယ်တောင်ကလေးကျေးရွာအုပ်စုမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီအတွက်အလုလုကင်ပေးနေတဲ့ရဲဝန်နှန်းဟောင်းမြင့်သိန်းကိုပသိမ်ခိုင်တရင်ပသိမ်ခိုင်ကွန်မန်ဒိုအဖွဲ့ PDC P25501 နဲ့ပတိန်ခိုင်ပကဖအဖွဲ့တို့က AR Blue စစ်စင်ရေးအဖြစ်နဲ့ပြစ်ခတ်တိုက်ခိုက်ရာတိုက်ဆုံသွားတယ်လို့သိရပါဗါတယ်။တိုက်ဆုံသွားတဲ့မြင်းသိန်းဟာတောင်ကလေးကျေးရွာအုပ်စုစင်သိမ်းမြောင်မှာရှိတဲ့ဒေါ်ရဲမှာလုတ်ကင်စားတောက်နေတဲ့ကျေးရွာသူကျေးရွာသားများဈေးကနေပြီးတော့မတရားငွေကြေးကောက်ခံခြင်း စစ်ကောင်စီစစ်ကြောင်းထိုးရာမှာလမ်းပြပေးခြင်းရိတ်ခါထောက်ပံ့ပေးခြင်းမတရားစစ်မှုထမ်းဥပဒေနဲ့ရွာသားများကိုငွေကြေးကောက်ခံခြင်းများကိုအကြမ်းဖက်စစ်ကောင်စီအလိုကျပူးပေါင်းဆောင်ရွက်နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာတော်လိုင်းရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးတော့မြင်သိန်းစီကနေပြီးတော့အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်ရာမှာတရင်ပေးအဖြစ်နဲ့ဆောင်ရွက်ခဲ့တဲ့ ဖုန်းနှလုံးကိုတင်းစီနိုင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီအလို့ကြပူးပေါင်းဆောင်ရွက်နေတဲ့ ARD တိုင်းအတွင်းမှာရှိတဲ့အုပ်ချုပ်ရေးမှူးများပြူစောထီးများစစ်ကောင်စီအလို့ကြဆက်လက်ပြီးတော့ဆောင်ရွက်နေမယ်ဆိုပါကတိုက်ခိုက်သွားမှာဖြစ်ကြောင်းကို ARD တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ဇကိုင်းတိုင်းမြင်းမှုမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်ဂွေးပင်တော်ကျေးရွာနဲ့ဘုံမင်းကြီးကင်းကျေးရွာကြားမှာအချမ်းဘက်စစ်ကောင်စီရဲ့ကျင်းနေတင်တွဲကားရင်တန်းကို ဒဏ်လုံးပိုင်း၃လုံးနဲ့မိုင်းဆွဲတိုက်ခတ်ရာတွဲကားတစ်စီးပြက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မီလာ၂၁ရက်နေ့ညနေ၄နာရီ၄၀မိနစ်အချိန်ကဝမ်ပေါင်ကော်မတီဘက်ကနေပြီးတော့ကြေးနေများကိုတင်ဆောင်လာပြီးမုံရွာမျိုးကနေတဆင့်သခိုင်းမျိုးဘက်ကိုထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တွဲကား၁၅စီးထဲက၁၁စီးမြောက်ကားကိုဂွေးပင်တော်ကြေးရွာနဲ့ဘုံမင်းကြီးကင်းကြေးရွာကြားအရောက်မှာထန်းလုံးပိုင်းအကြီး၃လုံးနဲ့ဖောက်ခွဲတိုက်ခတ်ရာ ကားကောင်းကအတွင်းထဲကနေပြီးတော့မိโกများဥထွက်လာပြီးတော့ထိုးရက်သွားတယ်လို့သိရပါတယ်။မိုင်းဆွဲပြီးရှေ့နားလောက်ရောက်တော့ကားကောင်းကန်းထဲကနေပြီးတော့မိโกတွေဥပြီးထွက်လာတာကားမောင်းတဲ့သူလည်းတော်တော်ထိပုံရတယ်။ကားကိုမထိနိုင်တော့ဘဲနဲ့ပြန်လေထွက်သွားပြီးတော့ရက်သွားတာ။ကားပေါ်မှာပါလာတဲ့စစ်ခွေးတွေလည်းတိတ်ဆုံးမှုရှိနိုင်တယ်။ပြည်သူကားတစည်းကိုချောဆွဲပြီးတော့ကားပေါ်မှာပါလာတဲ့သူတွေကိုအကုန်ဆွဲချပြီးတော့တဲသွားတာပါ။အတိအကျသိရဖို့တော့စုံစမ်းနေသေးပဲ။ပြတ်သွားတဲ့ကားကိုအဲ့ဒီနားမှာတင်ကြံခဲ့တာ။ ျန်တဲ့ကားတွေကသခိုင်းဘက်ကိုဆက်ထွက်သွားတယ်လို့မုံရွာခရိုင်အမှတ်7တရဲ People Defense Force South မုံရွာကဒေါင်းကာရန်ကပြောကြားထားပါတယ်။အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့ကားစီကိုမြောင်လန်းခွဲမှာရှိတဲ့အကြမ်းဖက်စစ်ကောင်းစီတပ်သားများချက်ချင်းရောက်ရှိလာပြီးတော့လက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ပြည်သူပိုင်တဲ့ကားတစီကိုချောဆွဲကပျက်စီးသွားတဲ့ကားပေါ်မှာပါလာတဲ့စစ်သားများကိုတဲဆောင်သွားတဲ့အပြင်ပြည်သူပိုင်ကားများကိုလည်းတားဆီးပြီးတော့တညာလုံးလမ်းပိတ်စောင့်ဆိုင်ခန်းခဲ့တယ်လို့သိရပါတယ်။ မနက်မိုးလင်းတဲ့အချိန်ကျမှသာပြန်လွတ်ပြေးအောင်ပြက်စီးသွားတဲ့ကားကိုလည်းမြင်းမှုမျိုးကိုပြန်လည်ဆွဲယူသွားခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမုံရွာခဲအမှတ်၁၁တရင် People Defense Force South မုံရွာတပ်ခွဲတဲ့ຫນွေဦးလူငယ် People Defense Force တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြင်းမှု Local Defense Force Pentagram နဲ့မြန်မာ Islam အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။မုံရွာခဲအမှတ်၁၁တရင် People Defense Force South မုံရွာအနေနဲ့ ကြည်ခဲရမ်းများကိုပြန်လည်ဖြည့်တင်းနိုင်မှုအတွက်ရမုံငွေအခက်ခဲများစွာနဲ့ရင်ဆိုင်နေရပြီးတော့မိဘပြည်သူများအနေနဲ့ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြဖို့အတွက်မေတ္တာရပ်ခံထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းခင်ဦးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတွေတပ်ဆွဲထားတဲ့နေရာများကိုနှစ်ရက်ဆက်တိုက်ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ22ရက်နေ့ညပိုင်းနဲ့22ရက်နေ့မွန်းလွဲပိုင်းမှာခင်ဦးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်ဆေးကောင်းစီတွေတက်ဆွဲထားတဲ့ရဲစခန်းပြူစောတိများတက်ဆွဲထားတဲ့နေရာနဲ့စစ်တပ်ကအရာရှိတအုပ်နေထိုင်ရာနေအိမ်တို့ကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ ်ဘုံဒီ18လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ထိခိုက်ဒေဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါဗါးတိုက်ခိုက်မှုဖြစ်ပွားတဲ့အချိန်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တော်လဲတော်လိုင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုကို Dragon Urban Guerrilla အဖွဲ့ရွှေဘုခရိုင်တိုင်ရင်တုံးခင်ဦးမျိုးနယ်ပကဖ Fire Dragon LPDF အဖွဲ့နဲ့အတူနယ်မြေပကဖများကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါရယ်ခမဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့မြောင်းပြည်မြို့ပြန်လည်ရရှိရေးအတွက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းမှာအသက်မပြည့်သေးတဲ့ကလေးစစ်သားတွေပါဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းဟာဒေါနာတောင်ပေါ်မှာတလားကြော်ကြာပိတ်မိနေပြီးတော့ရှေ့ဆက်မတွန်းနိုင်ပဲနောက်ဆုတ်လို့လည်းမရဖြစ်နေတယ်လို့ကော်ပိုရာစစ်ကြောင်းစီကနေပြီးတော့သိရပါတယ်အကြမ်းဖက်ဒုစစ်ကောင်းဆောင်စိုးဝင်းကိုတိုင်ဦးစီးကုတ်ခဲ့ပြီးပြီးခဲ့တဲ့ AP လ9ရက်နေ့ကစတင်ခဲ့တဲ့အောင်စီရစစ်စင်ရေးစစ်ကြောင်းဟာတပ်မခုံခုံနဲ့တပ်မ99လက်အောက်ခံတပ်ရင်းတွေပါနေတယ်လို့သိရပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်းစီစစ်ကြောင်းထဲမှာကလေးစစ်သား3ဦးထက်မနည်းပါဝင်နေတယ်လို့ကော်ပိုရာစစ်ကြောင်းကဖမ်းဆီးရမိခဲ့တဲ့ ်အသက်18နှစ်အရွယ်တပ်သားချမ်းမြေအောင်ကထွက်ဆိုခဲ့ပါတယ်ကျွန်တော်ပါတဲ့စစ်ကြောင်းမှာပေါ်တာဆွဲရင်နဲ့မဲပေါက်ပြီးပါလာတဲ့သူက10ယောက်လောက်ရှိမယ်တခြားစစ်ကြောင်းမှာလည်းအများကြီးပဲအကုန်လုံးအယောက်20လောက်ပါမယ်ကျွန်တော်ပါတဲ့စစ်ကြောင်းမှာဆိုရင်ကျွန်တော်လိုပဲအသက်မပြည့်သေးတဲ့ကလေး3ယောက်ပါတယ်အကုန်လုံး18နှစ်ပဲရှိကြသေးတယ်လို့တပ်သားချမ်းမြေအောင်ကပြောဆိုခဲ့ပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့အောင်စီရဆစ်စင်ရေးဟာ ဒေါနတောင်တက်လမ်းဟောင်းနဲ့လမ်းတက်ဆိုပြီးတော့စစ်ကြောင်းနှစ်ကြောင်းခွဲတက်လာတာဖြစ်ပြီးတော့ဖမ်းဆီးရမိတဲ့ကလေးစစ်သားရဲ့ထွက်ဆိုချက်အရသာစစ်ကြောင်းတစ်ခုမှပါဝင်တဲ့ကလေးစစ်သားအရေးအတွက်ကိုသိရှိရပြီးကျန်တဲ့စစ်ကြောင်းတွေမှာကလေးစစ်သားဘလောက်အရေးအတွက်အထိပါဝင်နေလဲဆိုတာကိုတော့မသိရသေးဘူးလို့ပြောဆိုခဲ့ပါတယ်ဖမ်းဆီးခံရတဲ့ကလေးစစ်သားချမ်းမြေအောင်ကတော့တခြားစစ်ကြောင်းတွေမှာလည်းကလေးစစ်သားတွေပါဝင်နိုင်တယ်လို့မှတ်ချက်ပြုထားပါတယ် ကလေးဆက်သားချမ်းမြေအောင်ကဥလေးဖြစ်တဲ့သူကအကျံဘတ်စိတ်ကောင်းစီရဲ့တပ်ဖွဲ့ဝင်ဟောင်းတအုပ်ဖြစ်ပြီးတော့အကျံဘတ်စစ်တပ်ထဲကိုမဝင်ဘူးလို့ညှင်းဆန်တဲ့အခါမှာအတင်းထိုးကျိတ်ပြီးတော့အတင်းအဓမ္မသွတ်သွင်းခံရတာဖြစ်တယ်လို့ဆိုပါတယ်။၎င်းကစစ်တင်နန်းတက်ပြီးတော့တနစ်မပြေသေးတဲ့အချိန်မှာပဲရှမ်းမြောက်ဒေသနောက်ကိုင်းရှီတန်းကိုပို့ဆောင်ခံရတဲ့သူဖြစ်တယ်လို့ပြောပါတယ်။ကလေးစစ်သားချမ်းမြေအောင်ကပြီးခဲ့တဲ့ဇန်နဝါရီလဇန်းပိုင်းကရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်းမြို့မှာ တပ်ဖွဲ့ဝင်ထောင်ထဲချီပြီးတော့လက်နက်ချခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ချင်းမြန်တိုင်ရင်တမထာနာချုပ်တမ55လက်အောက်ခံချင်းမြန်တိုင်ရင်ခမရ112နှစ်မှာပါဝင်ခဲ့တဲ့သူဖြစ်ပြီးတော့လက်ရှိမှာလည်းအကြမ်းဖက်စစ်ကောင်စီရဲ့အောင်စီရစစ်စင်ရေးစစ်ကြောင်းမှာထပ်မံပြီးတော့ရှေ့တန်းကိုပို့ဆောင်ခံရကရှေ့တန်းနယ်မြေကနေပြီးတော့ထွက်ပြေးလာတဲ့အချိန်ကော့ဘရာစစ်ကြောင်းကဖမ်းဆီးရမိခဲ့တဲ့သူလည်းဖြစ်ပါတယ်လက်တလုံးမှာဒိုးစစ်စင်နေတဲ့အောင်စီရစစ်စင်ရေးစစ်ကြောင်းမှာပါဝင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတိုက်ခိုက်လို့စိတ်မရှိကြသလိုတပ်ကနေပြီးတော့ထွက်ပြေးသူအများပြားရှိနေကြောင်းကိုလည်းကိုဘရာစစ်ကြောင်းကဖမ်းဆီးခံရတဲ့နောက်ထပ်စစ်တုံးမန်းတွေကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ